စัจ java ဝလာအကြောင်းကိုဘာဖြစ်လို့ခေါ်ရတယ်လဲစัจ java ဝလာဆိုတာ cosmos သို့မဟုတ် universe universe ရဘုဒ္ဓဆီ cosmology လို့ဒီလိုပြောလို့ရစัจ java ဝလာအကြောင်းကိုလေးလာသို့သော်မြတ်စွာဘုရားဟောတာကလေးလာတာမဟုတ်ဘူးစัจ java ဝလာအကြောင်းကိုတည်တော်မူတဲ့အတိုင်းထုတ်ဖို့ပြောတာဖြစ်တယ်စัจ java ဝလာအနန္တဆိုတဲ့စကားရှိတယ် အဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာကိုအကြောင်းပြုပြီးတော့ဟောတာလဲလို့ဆိုလို့ရှင်ဇလံဖြစ်ပေါ်လာပုံကတော့ရှင်အနန္ဒာကသူသိချင်တဲ့မေကွန်တစ်ခုမြတ်စွာဘုရားကိုမေးတယ်အဲ့ဒီမေကွန်ကနေဘယ်ကထွက်လာတာတုံးဆိုတန်ယုတ်ပါဠိတော်မှာပါတယ်အရုဏဝတိတုတ်တန်ဆိုတာရှိတယ်အရုဏဝတိတုတ်တန်ဆိုတာ ဒီဗဒ္ဒကဘာကနေပြီးတော့နောက်ဆုတ်ပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာ30တကဘာမြောက်တိခိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်။အဲ့ဒီတိခိမြတ်စွာဘုရားမှာအဘိဓုနဲ့တံပဝါလို့ခေါ်တဲ့လက်ရယံနဲ့လက်ဝဲယံအက္ကတဝကနှစ်ပါးရှိတယ်။ရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်လိုပဲပေါ့။ အဲ့ဒီသီခိမြတ်စွာဘုရားရဲ့လက်ရယံတာဝကကအဘိဘူတဲ့အဲ့ဒီရှင်အဘိဘူ ਨੇ တနေ့ကျတော့သီခိမြတ်စွာဘုရားကအရုဏဝတိတုတ်တံမှာဆိုထားတာအဲအရုဏဝတိတုတ်တံဆိုတာအရုဏဘယင်အရုဏဝါဘယင်ကြီးအုပ်ဆိုးနေတဲ့အရုဏဝတိနေပြည်တော်ကြီးကနေပြည်တော်ကြီးကိုအကြောင်းပြုဆွဲပြုပြီးတော့အရုဏဝတိတုတ်တံလို့ခေါ်တယ် ိခိမြတ်စွာဘုရားဟာအဲ့ဒီအရုဏဝတီနေပြည်တော်မှာသတင်းသုံးနေတဲ့အချိန်တနေ့ကျတော့နေစွာမဖုံးမေးမီအဘိဘူးဆိုတဲ့လက်ရယံအက္ကတဝကယဟန်ကိုခေါ်ပြီးတော့အေလာတို့ဗြမပြည်သွားကြရအောင်ဆိုပြီးတော့မြတ်စွာဘုရားအကြောင်းရှိလို့ဗြမပြည်ကိုတက်သွားဗြမပြည်ရောက်သွားတယ် ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားသူကိုယ်တိုင်တရားမဟောဘူးဂျမားတွေက လာရောက်ပြီးတော့စိတ်ကကြအဲ့လိုလာရောက်ပြီးတော့စိတ်ကတဲ့အခါမှာဘုရားကသူကိုယ်တိုင်တရားမဟောပဲနဲ့သူ့ရဲ့လက်ရရအက္ခတဝကရှင်ဘိဗူကိုတရားဟောဖို့တိုက်တွန်းတော့ရှင်ဘိဗူကတရားဟောဘုရားရှိမှတပည့်ကတရားဟောတယ်ဆိုတော့ဂျမားတွေကဘုရားတရားနာကျင်တာဒီကိုယ်တော့တရားနာကျင်တာမဟုတ်ဘူး အဲ့တော့ကဲ့ရဲ့ကြခြေသားမှာဒီကိုတော်ကလည်းဖះရှိ तू ကတက်ပြီးတော့လူထက်ကြီးလှုပ်တယ်လို့ဆိုပြီးတော့မြမာတွေကကဲ့ရဲ့ရှုပ်ချကြတယ်အဲ့ဒါလို့ကဲ့ရဲ့တဲ့အခါကျတော့တိခိရသော်ပြားကအဘိဘူရဟန်းကို ပြောတယ်ခြေသားရဟန်းတင့်ကိုမြမာတွေကနေကဲ့ရဲ့နေကြတယ်အဲ့တော့မင်းရဲ့အစွမ်းတွေကိုခြားခြားနာနာပြပြီးတော့တရားထပ်ပြီးတော့ဟောဆိုတော့ သူကတကိုးမျိုးမျိုးဖြမားတွေအော်လောက်အောင်တကိုးမျိုးမျိုးဖြန့်စင်းပြီးတော့ဟောတယ်။သူတကိုးမျိုးမျိုးဖြန့်စင်းလိုက်ပုံကတခါတရံကြတော့အတန်သာကြားပြီးလူမမြင်ရအောင်။တခါတရံကြတော့ကိုတော်ကတဝက်ဖယ်မြင်ရတယ်အောက်ပိုင်းအထက်ပိုင်းသာမြင်ရပြီးအောက်ပိုင်းမမြင်ရ။တခါတရံကြတော့အောက်ပိုင်းမမြင်ပြီးတော့အထက်ပိုင်းမမြင်အောင်တရားဟောနေတာဟိုအမျိုးစုံလုပ်ပြတယ်ပေါ့။အဲ့ဒီအချိန်မှာ ပြမာတွေကတအံတော်ဖြစ်ကြတယ်။အော်တာဝကဖြစ်ရတဲ့တန်းတကူကြည့်လိုက်တာတကူကြည့်လိုက်တာနဲ့အဲ့ဒီကြတော့မှသူဟောတာပြောတာကိုစိတ်ဝင်စားကြတယ်။လောကလူတွေဆိုတာလေအထင်ကြီးမှစိတ်ဝင်စားတာနော်။အထင်ကြီးမှစိတ်ဝင်စားတာဆိုတာကိုဗမာစကားနဲ့ပြောရင်ပုဂ္ဂိုလ်ခင်မတရားမင်းဆိုတဲ့အဓိပ္ပာယ်ပဲ။လောကလူတွေဆိုတာလေအထင်ကြီးမှစိတ်ဝင်စားတာနော်။ ထင်ကြီးမှစိတ်ဝင်စားတာဆိုတာကိုဗမာစကားနဲ့ပြောရင်ပုဂ္ဂိုလ်ခင်မတရားမင်းဆိုတဲ့အဓိပ္ပာယ်ပဲပုဂ္ဂိုလ်ရဲ့အစွမ်းအစတွေကိုတိလာပြီဆိုတဲ့အခါကျတော့လူတွေကနားထောင်လာကြအဲ့ဒီလိုတရားဟောလို့ဗမာပိယိတ်တကနစ်နစ်ခြိုက်ခြိုက်ကြီးဖြစ်လာတဲ့အခါမှာအဘိဓမ္မာယဟန်ကတရားဟောပြီးတော့ဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့ တပည့်တော်တန်ခါပရိသတ်ထဲမှာတခါပြောဘူးတယ်တဲ့ဗြမပြေကနေပြီးတော့စัจจဝလာတထောင်ကြားအောင်သူတရားဟောနိုင်တယ်လို့တခါတော့ကပြောဘူးတယ်တဲ့အဲ့ဒါအခုတပည့်တော်လုတ်ပြရမလားတဲ့ဆိုတော့မြတ်စွာဘုရားကအေးဟုတ်တာပေါ့လုတ်ပြလုတ်ပြလို့ဆိုတော့အဘိဗူရာ ဓမ္မပြေကောင်းကင်ယံကနေပြီးတော့ဂါထာလေးနှစ်ပုဒ်ကိုရွတ်လိုက်တယ်။အဲ့ဒီဂါထာနှစ်ပုဒ်ကိုလူပြေကအကုန်လုံးကြားကြရတယ်။ဓမ္မပြေကတရားတန်လူပြေကနာလို့ရသွားတယ်เนาะ။အဲ့ဒီဂါထာနှစ်ပုဒ်ကဘာလို့ဆိုရင်အကုန်စထုံး။အတိပ္ပယ်ကတော့ချိုးစားကြเนาะ။တင်းမင်းရဲ့စိတ်ကိုချိန်မုန်းကြ၊တင်းမင်းရဲ့စိတ်တွေကိုချိန်မုန်းကြ၊ချိုးစားကြအထောက်ကြ။ ြတ်စွာဘုရားသာသနာမှာပေါ်ပေါ်ရရမနေကြနဲ့ဒီအိဗေယောဣမတ်သမိန်ဓမ္မဝိနည်းအပမတ်တော်ဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိဘုရားမြတ်စွာသာသနာတော်မှာမမေ့မလျော့တရားဓမ္မနဲ့ကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအိုခြင်းနာခြင်းဆိုတဲ့ဒီတန်တရာကြီးကိုကြော်ဖြတ်ပြီးတော့ ဒုက္ခအဆုံးသတ်နိုင်ပါလိမ့်မယ်လို့ဒီအိဗယ်ရှိတဲ့တရားကိုခေါ်လိုက်အဲ့ဒီလိုတိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန်တို့ဟာမြမပြေတက်ပြီးတော့သာသနာရဲ့စွမ်းပကားတွေကိုပြပြီးလူပြေပြန်ရောက်တဲ့အခါကျတော့တိခိမြတ်စွာဘုရားကယဟန်တော်တွေကိုမေးတယ်ခေါဏတော်ကအဘိဓုမြမပြေကတရားဟောတာကြားကြရဲ့လားလို့ဆိုတော့မှန်မှန်ကြားပါတယ်ဗျာကဲကြားတာဆိုတော့ဘယ်လိုကြားရုံပြောပြကြတဲ့န်းဆိုတော့ ရဟန်းတော်တွေကခုနကရနှစ်ပုတ်ကိုရွတ်ပြီးတော့ပြကြတယ်။ဟောတကယ်ကြားတယ်ဆိုတာပေါ်ပြတယ်နော်။အဲ့ဒါဟာအရုဏဝတိတုတ်တန်လို့ခေါ်တယ်။အဲ့ဒီနုဏဝတိတုတ်တန်ဆိုတာတန်ရုပ်ပါဠိတော်မှာပါတယ်။တန်းနေပြီးတော့စัจ java လာတထောင်ကြားအောင်ပြောနိုင်တယ်ဆိုတော့မြတ်စွာဘုရားကိုတော်မြတ်ကဘလောက်များကြားအောင်ဟောနိုင်မလဲပေါ့။ဒါသိချင်တာပဲသူက။ဒါစัจ java လာ အကြောင်းဟောဖို့ရအတွက်လမ်းစာဖြစ်လာပေါ့နော်အဲမြတ်စွာဘုရားထံချင်းကပ်ပြီးတော့သူကမေးတယ်အရှင်ဘုရားတဲ့တပည့်တော်မြတ်စွာဘုရားစီကနာရပါတယ်တဲ့အရုဏဝတိတုတ်တံအဲ့ဒီမှာအဘိဓုယဟန်ဟာစကြဝဠာတထောင်ကြားအောင်အတန်ဖြင့်ကြားအောင်တရားဟောနိုင်တယ်လို့ဆိုပါတယ်ရှင်တော်ဘုရားရောစကြဝဠာပေါင်းဘလောက်ကြားအောင်ဟောနိုင်တုံးဆိုတော့မြတ်စွာဘုရားကဗာမင်းရှိတယ် အလန္ဒာသူကတာဝကငါကဖရာဘဲတူမလဲဒီလောက်ပဲပြောတယ်နော်ဖရာဆိုတာအပမေးရတထာကတအနိုင်မဲ့ပုဂ္ဂိုလ်တွေတိုင်းတာလို့မရဘူးသူကတာဝကပဲလို့ဒီလောက်ပြောတာမကျင်တ်သေးဘူးထပ်မေးတယ်အတိအကျသိချင်တယ်ပေါ့သုံးချိန်မေးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီကျမ်းမှာစัจ java လာအကြောင်းဟောဖို့ဖြစ်လာအနန္ဒာစုလနိကလောကတာတုဆိုတဲ့ ဆုလနိကလောကရအကြောင်းကိုမင်းကြားဘူးသလားလို့ဆိုတဲ့အခါမှာရှင်အနန္ဒာကအရှင်ဘုရားဟောတော်မူပါဟောတော်မူပါဆိုတော့လျှောက်တဲ့အခါမြတ်စွာဘုရားကစัจ java လာအကြောင်းကိုစပြီးတော့ဟောတာเนาะ